ျွန်တော်အခုရှမ်းပြည်အရှေ့ပိုင်းမှာရှိတဲ့တိုင်းတုံမြို့ကိုရောက်ရှိနေတာပါကျွန်တော်တိုင်းတုံရောက်တုန်းလေးဆိုင်လေးတစ်ဆိုင်နဲ့ဝိုက်ဆက်ပေးချင်တော့လေရင်ကွင်းတင်တာက good time ဆိုတဲ့စားတောက်ဆိုင်လေးပါဒီဆိုင်မှာမုကထခြေဦးနဲ့တိရုပ်စားစားထိုင်ရစားစားနဲ့အကင်းတော်တော်များများကိုလည်းရရှိတယ်ဒီနေရာကထူးခြားနေတယ်အဲရက်ွက်တွေနဲ့လည်းမလီးဘူးအိမ်တွေနဲ့လည်းမလီးဘူး ညနေပိုင်းညပိုင်းလောက်မှပဲဖွင့်လာမှာ။စားတော့စားရင်ဒန်းနေကြ။ညဘက်ဆိုလို့ရှိရင်လူအရန်စီတွေကကလေးတို့လှပြတုံးမှာဆိုရင်မိဘုံးတွေတို့မိဘန်းတွေကြောက်ဦးတွေဖောက်နေတော်တော်စီရဲရ။ဒါနဲ့ကျွန်တော်တို့ကုတ်တိုင်းဆိုတဲ့ဆိုင်ကလေးကကျွန်တော်ဝင်ထိုင်လိုက်တယ်ပေါ့ဗျာ။ဝင်ထိုင်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာမုကထငါးကေနဲ့အဲ့ဒီမာလာချီတောင်းနေပေါ့နော်။အဲ့လိုဝက်နေရင်ကျွန်တော်ကျွန်တော်အဲ့လိုဟိုမာပြီးတော့အဲစားလိုက်တယ်ပေါ့နော်။စားလိုက်တော့ ာအရသာတွေကိုဗျံကောင်းတယ်ဗျငါကင်ရလဲမွေးပြီးတော့ဒါတွေဟာတော်တော်လေးဥမိုက်တယ်ဗျမာလာချီတောက်နဲ့အာဘီယာနဲ့ကတော့အာအရင်မိုက်တယ်ဘောလို့တော်ကြီးကိုကောင်းတယ်ဘူကထားလဲကောင်းတယ်ဗျကျွန်တော်ချိန်တော့ကနာမည်ကြီးဘူကထားဆိုင်ကိုကျွန်တော်စားဘူးလို့ဆိုတာနဲ့ဟာဒီဆိုင်ကိုရောက်တော့လာတယ်ကျွန်တော်ဘူကထားအားနဲ့စားကြည့်လိုက်တော့အာကောင်းတယ်ဗျသူကလည်းသူကလည်းတမျိုးပိုက်တယ်ဗျဇင်းလုံးလေးလည်းတက်တာလေ။ခင်ဗျာခောက်ခွဲကြစို့9000ဥပလီစာတွေနဲ့ပဲ ငါးခေဆိုရင်တောင်းသုံးတော့ခေါင်းကြီးလေးရတယ်ဗျခေါင်းကြီးဆိုလို့ရှိရင်1လီတာဘူးနဲ့ဆိုရင်ငါးတောင်ဗျဝက်နံရုံချုံရတယ်လက်မျိုးရှိတယ်ဗျမောက်ချုံကချုံတာနဲ့အဲရိုးရိုးပေါ့နော်ဘာမှကမချုံဘူးအဲ့ဒါကတော့ချွတ်ချွတ်လေးစားချင်တယ်တော့မောက်ချုံကချုံတော့မာလိုက်တယ်ဗျာအချွတ်ချွတ်လေးနဲ့ပြီးတော့အာဘီယာနဲ့တအားလိုက်တယ်ဗျအေးကျွန်တော်လည်းအဲ့ဒါအကောင်းနဲ့နေပြီးရေပြောနေတဲ့တခါလေအဲ့ဒါဟိုတအားကြီးကိုညှိုးနေဖြစ်နေမှာဆိုတော့ကတူငယ်ချင်းတို့လည်းအဲ့ဒါ လမ်းကြောင်လဲဆိုလို့ချင်းသွားပြီးတော့အဲ့ကျိုင်းတုံရောက်တဲ့ဆိုရင်သွားစားကြည့်ပါတော့။အတတော်ကြီးကိုမိုက်တာပါ။အဲ့ဆိုင်လေးကဆိုင်လေးရဲ့ဆိုင်သစ်ဆိုတော့လူလေးကတိတ်ပြီးတော့မတိကြသေးဘူးပေါ့နော်။ဒါပေမဲ့အဲ့လိုတချို့ရဲ့ဒီမှာတော့အဲ့လိုပြောရတဲ့သူတို့မတိကြသေးတဲ့အတွက်နည်းနည်းတော့အဲ့လိုပါနေပေါ့။နောက်တော့အဲ့လိုလာစားမှုတဲ့ customer တွေကတော့ဒီဆိုင်မှဒီဆိုင်နဲ့အဲ့ဒီဆိုင်ကိုပဲအဲ့လိုပဲအတိတ်ကထားပြီးတော့လာကြတယ်ပေါ့။သူမိတ်ဆွေတို့လည်းအဲ့ဒါကိုသွားပြီးတော့မြေးစမ်းကြည့်ပေါ့နော်။ မိတ်ဆွေတို့အကြိုက်တွေ့မဲ့ဆိုင်ကလေးတစ်ဆိုင်ဆိုတာကတော့ကျွန်တော်ဘေးရင်ကြီးအာမခံနေတာဒီဆိုင်လေးကလေရင်ကွင်းတက်လမ်းကပါစားတော့ဆိုင်တန်းက good time ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဗျမိတ်ဆွေတို့လည်းတောင်းရောက်ဒီဆိုင်ကြည့်ဖို့အတွက်ကျွန်တော်တိုက်တွန်းလိုက်တယ်ဗျဒီဗီဒီယိုလေးကိုလည်းကြည့်ရှုအားပေးတဲ့အတွက်မိတ်ဆွေတို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျတောင်းရောက်ဒီဆိုင်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်အားလုံး thank you ပါဗျ